ဲကျွန်တော်တို့စာပေတိုင်းပြီးသွားပြီဆိုရှင်အဲ့ဒီတိုင်းထားတဲ့ data အချက်လက်တွေပုံမှန်ပြီးတော့ကျွန်တော်ကဒီဇိုင်းလုပ်ရပါတယ်ဟာဒီဇိုင်းလုပ်မယ်ဆိုရှင်ဒီမှာရှိတဲ့အခြေခံအချက်၃၃ချက်ကတော့အဲ့ဒီပုံမှာဒီဇိုင်းရတာပြောပါမယ်ဟိုက်ဒရိုလစ်တီယိုရီဟိုက်ဒရိုလစ်တီယိုရီတစ်ခုလုံးမဟုတ်တော့တောင်မှအခြေခံအချက်လောက်ပေါ့ကျွန်တော်က ပိုင်လိုက်တဲ့မှာဘလို့စီပေါ်လို့ရှိရင်လက်လက်ကြည့်တယ်ဘာညာဆိုတဲ့အနေထားလောက်ဒီတော့ပြထားမှာဖြစ်ပါမယ်။ပိုင်လိုက်ကော့ဆက်ရှင်ဆိုတဲ့နေရာမှာပိုင်မျိုးရှိနေပါစနီမျိုးမျိုးရှိနေပိုက်ဆက်ပစ္စည်းမျိုးမျိုးရှိနေအဲ့ဒီဟာတွေလည်းနားလေကျွန်းကျွန်းထားမှဒီဇိုင်းကလုပ်လို့ဖြစ်ပါမယ်။ Civil structure ဆိုတဲ့အနေအထားမှာတော့ပိုလိုမျိုး structure ကြီးတယ်မဟုတ်ဘူး။ ာကျွန်တော်တို့ဒီ graphic လို့ကတာဖိုင်ပေါ်မှာပါမာတွေကဘာတွေရှိမလို့ဆိုတော့ဒါ index structure လေးဆောင်းမယ် air ဘာလေးဆောင်းမယ် watch out ဘာလေးဆောင်းမယ်ရစာဘာလေးဆောင်းမယ် test stand လေးဆောင်းမယ်ဒါကအပိုင်းကြီးအတွက်ကတော့ဒါက server structure အပိုင်းကိုလည်းပဲဘာလို့ထားဖို့လဲပြီးထောင်းတာပေါ့ကအဲ့တော့အဓိကတော့ကျွန်တော်တို့ကဘာကူလဲ pipe flow ဖြစ်တဲ့အတွက်ကြောင့် hydraulic theory ကတော့နိုင်တာပေါ့အဲ့ချိန်မှာဟိုကျွန်တော်တို့က pipe တစ်ခုကို ဒီဇိုင်းလုပ်တော့မယ်ဆိုရင်အဓိကနှစ်ချက်ကဆောင်းပါ။ခက်နဲ့ဘလိုနဲ့အဲပန်းနေဆိုရှင်လည်းပန်းတစ်ခုသွားကြည့်လိုက်မယ်ဆိုရင်ဟာဒီပန်းကလက်ဘာလို့တင်လဲ။ဒီကဘလိုကဘာလို့တို့ပြောမှာပဲ။အဲကျွန်တော်တို့ဒီ graphic ဘလိုမှာကြတော့လေ။ဟာဒါဆိုရှင်ရွာနဲ့ဟွာကြဆိုချာမှာဟက်ကဘလောက်ရှိတာလို့။ဒါဟက်ပေါ်မှာမူတည်ပြီးတော့အလားဒီပိုက်ထဲမှာကဟိုဒီဓမဲအရာပါညာလေးကြာလို့ရှိရင်ဖလိုးကဘလောက်စီးခိုင်းပါလို့ ဒီဒီနှစ်ခုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကအဲဒီအဓိကဒီဇိုင်းလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ head ဆိုတဲ့ဟာတစ်ခုကနော်ကျွန်တော်ပြောပြောနေကြတယ်နော် head ပေါ့ဒါပါလို့ဆိုရှင် pressure ရဲ့ဟိုကဂျူနစ်တစ်ခုပဲကျွန်တော် pressure ကိုတိုင်းတဲ့အချိန်မှာ pressure တိုင်းတဲ့ unit အမျိုးမျိုးရှိမယ်မီလီမီတာမာကျူရီရှိမယ်။ DSI ရှိမယ်၊ဘာရှိမယ်၊ပတ်စကယ်ရှိမယ်အစရှိတဲ့ ရဲမမဟာလာဟဲ့ဆိုရင်မီတာဟဲ့ရှိမယ်ဖိဟဲ့ရှိမယ်နော်အဲ့တော့ပို့ပြီးကျွန်တော်ကဟဲ့ဟဲ့ဟဲ့လို့ပြောနေတဲ့အချိန်မှာအဲ့ကောင်ကဘယ်ကနေလာလဲတကယ်တော့တီပီးသားတွေပေါ့နော်တီပီးသားတွေမှာမေးမေးတာလည်းရှိတယ်ပေါ့နော်အဲ့ကကျွန်တော်တို့ကခဏလေးမူလာတန်းကိုတစ်ချက်လောက်ဆင်းပြီးတော့ကာယခကွေးလေးထေးလိုက်ပြတာပေါ့အဲ့တော့ဟုတ်ပြီသူက ကျွန်တော်ပြောပြောနေ head ဆိုတဲ့ဟာကိုအနည်းဆက်ဆုံးနားလည်အောင်ကြည့်နိုင်မှာဖြစ်တယ်။ကျွန်တော်ရေတန်းအခုရဲ့ဟိုစပက်ရှယ်ဝိတ်အော်ဝါတာက1 gram per cc ရေတစ်ကုဘစင်တီမီတာရှိလို့ရှိရင်အလေးချိန်ကြီး1 gram ရှိတယ်။ဒါမှမဟုတ်1 gram per cubic centimeter အဲ့တော့1 cubic centimeter ဆိုတဲ့ဟာကဘာလို့ခေါ်မလို့ဆိုရင်အလျားအနံအမြင့် ဟလာ1စင်တီမီတာရှိတဲ့ရေကူးပါဒုံလေးဒုံပေါ့ဗျာအဲ့ဒါဆိုရင်1ဂရမ်ရှိမှာအဲ့ချိန်မှာကျွန်တော်တို့အောက်ခြေ area ကိုတော့1စင်တီမီတာ square ပဲထားအဲ့ဒါနေပြီးတော့ပေါ်ရေကွာလန်လေးဆွဲတင်လိုက်မယ်ဟလာ1စင်တီမီတာဆွဲ height ဆွဲတင်လိုက်ရင် သူ့ရဲ့အလေးချိန်က100ဂရမ်ဖြစ်မယ်ဒရောင်းစင်တီမီတာပေါ်ရေကွာလန်လေးဆွဲတင်လိုက်မယ်ဆိုရင်သူ့ရဲ့အလေးချိန်က1000ဂရမ်ရှိမယ် အဲ့ခါကျတော့1000ဂရမ်ဆိုတော့1 kg ဒီဘက်က1000စင်တီမီတာဆိုတော့10မီတာအဲ့တော့ဒီ unit area လေး1 square centimeter ပေါ်မှာ1 kg ဘယ်ရှိတဲ့အနေထားလေးကော်လန်ရဲ့ height က10မီတာ height ရှိမယ်အဲ့ဒါကိုပဲကျွန်တော်က10မီတာဖြည့်ဆိုတော့ခေါ်လိုက်အဲ့တော့ကျွန်တော်က6 kg ိုလို့ရှိရင်60မီတာနဲ့10 kg ပါ70မီတာ square ဆိုရှိရင်100မီတာဟဲ့ပြီးတော့ရှိအဲ့ပြီးတော့မှဒီဆက်သွယ်ချက်ပေါ့နော်ဒါကမီတာဟဲ့နဲ့ပြောရင်ပြောရင်တော့10မီတာဟဲ့ဒါကိုကျွန်တော်က feet ဟဲ့နဲ့ပြောမှဆိုရင်32ဖြစ်မယ်ဒီမှာမှကျွန်တော်ကဟို conversion table မှာသွားရှာကြည့်တယ်ဘာနဲ့ပြောမှဆိုရင် point 0.98ပါရှိမှာဖြစ် ပါစကတ်နည်းပြောမှဆိုရင်စလီတတမနှစ်နှစ်ပါစကတ်ချိမယ်အစားရှိတဲ့ပြင်ပေါ့ပြေးဆိုင်ပြန်စင်စလီတမနှစ်နှစ်ပါစကတ်နည်းပြောမှဆိုရှင်68တတမ96ဆက်ရှင်ဒါကတော့ဟိုဖြစ်ပါလေဘယ်လိုပြောမလဲကျွန်တော်တို့ဟိုထဲမှာပဲအင်တာနက်မှာကွန်ကွန်ဘတ်ပရက်ရှာကွန်ဘတ်ဒါမှတွားချလိုက်ရင်ပြပါတယ်အကြမ်းမင်းဒီပေါ်မှာအကြမ်းမင်းနားလေထားမှာ တွေ့ပြမှာပါတော့တင်လို့ဆိုတော့1ဘာဆိုရင်ပြ30ခဲလောက်နေနေတယ်အခါလေးမှာကျွန်တော်တို့ကပေါ့ပုံလို့ဆိုတော့ဟဲ့ဟဲ့နဲ့စကားပြောချင်တာအခါလေးမှာဘာနဲ့စကားပြောတာရှိတယ်ကျွန်တော်တို့ဟိုဟာဟိုဒီပိုက်တွေပါတယ်တက်လို့ရှင်တယ်သူ specific ပြင်းလို့ရှိတယ်ဒါဒီကောင်ကတော့ဘလောက်ဘာကိုခံနိုင်ရဲ့ပိုက်အဲ့လိုမျိုးပြီးတယ်အဲ့သူကဟာ1ဘာဆိုလို့ရှိပါနဲ့ပြ30ထက်ကိုခံနိုင်ရဲ့ဆိုရအောင်လို့ လိုမျိုးအပြန်အလှန်ပေါ်နေပြီးသားလို့ဆိုတော့နောက်တစ်ခုကကျတော့ခုနကကျွန်တော်ပြောပြောနေတဲ့ profile မှာကျွန်တော်တို့က water class supply မှာလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ ground profile မှာကိုယ့် pipeline တွားမယ် ground profile ကိုအရင်ဆုံးပုံပေါ်ထားမယ်ဒါကတော့အခုဒီမှာတွေ့တဲ့ဆိုရှင်ဒါ simple simple ground profile လုံးလုံးဆင်းသွားတဲ့အမှုကောင်းတယ်ဒီမှာပြောပြတာအဲ့ဒီမှာမှဘာဖြစ်မလို့ဆိုတဲ့အခါကျတော့ဒီပေါ်မှာစိုးရှိနေစိုးစိုးဒီဒီမှာကျတော့ကျွန်တော်တို့က head ဆိုတဲ့ဟာဒီ elevation ကြီး head ပြီးတော့မှဒီထဲမှာကျွန်တော်တို့ကရေစီးသွားတဲ့အချိန်တော့ရေစီးတဲ့အတရောက်သူ့သူ့ရဲ့ head loss ကြီးဖြစ်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 သွားမှာအဲ့ဒီအချိန်မှာဒီဒီ pipeline ထဲမှာ ရှိမရှိသေးဘူးဆိုရှင်သူ့ရဲ့ဖက်ဒီ elevation အတိုင်းပဲရှိမယ်ဟာဒီ static water လည်းပဲရေစိလိုက်ပြီးဟေးဆိုတာလေဒီထဲမှာ original error ဖြစ်လာတယ်ဒီများများစီ error တော့ပြီးတော့ရသွားမယ်အချိန်မှာကျွန်တော်တို့ရဲ့ hydraulic ကြီးကြတာကြီးပို့ပြီးတော့ site ဆင်းသွားမယ်ဒါတော့ဘာလဲဆိုရှင်ရူရူဟိုတာမန် profile တစ်ခုပေါ်မှာဟိုမြင်တာလို့ပြောပြနေတာအဲ့ဒီကိစ္စကျွန်တော်တို့က pipeline ဆွဲလိုက်တဲ့အချိန်မှာ pipeline ကြီးကဒီတိုင်းကြီး through ဆင်းသွားတာလေဟုတ်ချင်မှာဟုတ်မှာဟုတ်လားဆင်းသွားပြီးမှပြန်တက်ထားလို့လေရှိနေအဲ့အဲ့လိုခါမျိုးမှာကျလို့ရှိနေကျွန်တော်တို့ကဒီဆင်းသွားပြီးတော့မှပြန်တက်တဲ့အချိန်မှာရှိတယ်အဲ့လိုလေးလေးခေးနေတာအဲ့ဒီပြန်တက်တဲ့ဘုံဘုံကိုတော့ ဟိုကျော်လွန်နေမှာပဲဒီကဖြတ်တန်းတော့လို့ရမှာဒီကျွန်တော်တို့ဒီအောက်ဖက်မှာရှိတဲ့ဟိုလင်းလေးဒီနောက်ဆုံး point ရတော့နေနဲ့ပြောမလို့ social ဆာလို့ရှိရင်နေယူမှန်းတယ်ဒါပေမဲ့အဲ့ဒီ point ကိုပဲမူတည်ပြီးတော့ကျွန်တော်တို့ကဒီ flow နဲ့ pipe တွေကိုတွက်လိုက်မှဆိုရှင်အကယ်လို့ဒီမှာရှိနေတဲ့ဒီဟိုရင်ကဒီ hydraulic gradient line က ဒီမှာရှိနေတဲ့ high point ကိုညှိသွားမယ်သို့မဟုတ်ဒီဖြတ်ဆင်းသွားမယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ကပုံခေါ်ပါမယ် negative pressure ဝင်နေပါတော့အဲ့လိုဆိုရှင်ဟာဒါကဒီညားကမြင့်နေဒီညားကနှိမ့်နေတော့ပန်းပေမဲ့ဒီရေဒီဒီကိုဟာမလုံသွားနဲ့တော့လွတ်လွတ်ကျွတ်ကျွတ်စီမသွားနိုင်တော့အဲ့ဒါပါကွန်မြူနတီဒါကြောင့်မလို့ကျွန်တော်တို့ကဒီ hydraulic theory အခြေခံသဘောတရားလေးကိုလည်း တီထားမှကျွန်တော်တို့ကဒါကဖီဖူအော်ဒါဆပ်လိုက်ကိုဆောင်ရွက်လို့ဆင်ပြနေပါမယ်။သိုးသောကကျွန်တော်သင်ပြခဲ့တဲ့ဌာနဆိုင်သူအခက်အခဲတွေသူတို့ဟာဆိုရှင်ဒီပြန်တက်တဲ့ကုန်းကတောင်းတန်ရုံမဟုတ်ဘူး။ကိုယ့်ရဲ့ဒီဘက်ကဆိုးရှိတဲ့နေရာ၄ပါးလောက်ကိုပြန်တက်တယ်။အဲ့ဒီဟာကိုကြော်ရမှာပြင် အဲ့ဒီဟာကိုတကယ်တမ်းဆိုရင်6လမှာပိုင်နေမှာကျော်လို့ရမယ်။ဒါပေမဲ့သူတို့က4လမှာ3လမှာတွေတုံထားတယ်။လူကြီးများမှအဆင်ပြေတယ်။ဒါမျိုးလေးတွေချိန်ဆမှတ်နိုင်အောင်လုပ်။နော်အဲ့တော့ခုနကပြောတယ်။ pressure hello ဆိုတာရှိတယ်။ကျွန်တော်တို့ကပိုက်ပိုက်ဒီခုမှာ flow စပြီးစီးလိုက်ပြီးဆိုတော့ ਨੇ အဲ့ချိန်မှာ hello ဖြစ်လာမှာ။အဲ့ချိန်မှာ သူကပေါ့ခေါမို့ဆိုတော့ဒီ plate ပေါ်မှာငိုတည်ဘလိုမျက်နှာစီးရင်အဲ့လိုများများဖြစ်မယ်ဘလိုနည်းနည်းစီးရင်အဲ့လိုနည်းနည်းပဲဖြစ်မယ်နောက်တစ်ခါ pipe side ပေါ်မှာငိုတည်တယ် pipe side ကြည့်ရင် hello နည်းမယ် pipe side စီးရင် hello များမယ်နောက်တစ်ခါ pipe အမျိုးအစားပေါ်မှာငိုတည်တယ်ကျွန်တော်တန်း pipe တွေပါတယ်မှာဆိုရှင်သူက hello များမယ်ကျွန်တော် PVC pipe တို့ HDPE pipe တို့စီး hello နည်းမယ်ကြည့်မယ်နောက်တစ်ခုကကျတော့ကျွန်တော်ကဒီ human residual head ဆိုရင်ဥမာပေါ်ကျွန်တော်တို့ discharge point တစ် point မှာ elevation အကုန်လုံးကို head loss ဖြစ်အောင်လုံးမလုံးလိုက်ပဲနဲ့ကိုယ့်ရဲ့ discharge point ရောက်တဲ့အချိန်မှာ head loss လေးလဲကျတော့ကျသွားမယ်အဲ့အချိန်မှာ residual head လေးနည်းနည်းကျန်အောင်ကျွန်တော်ကထားပြရတယ်ဒါမှကိုယ့်ရဲ့ pipeline ကဆေးဖြစ်မှာနောက်တစ်ခါခုနလို high point လေးတွေဖြတ်မယ်ကြော်မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာရှိတဲ့ ကိုယ့်ရဲ့ဖက်ကိုဆယ်ဒီဟဲလောက်တော့ထားပါဘူးဒီကုန်းကိုဘယ်လိုကြွကြွဖြတ်သွားနိုင်လဲဟောဒီလိုအနေထားလေးတွေတော့စဉ်းစားပြီးတော့ကျွန်တော်ကလုပ်လို့လုပ်သွားပါမယ်အဲ့ချိန်မှာလိုလိုအပ်ရင်ဒီ ground profile အနေထားအရာလိုအပ်ရင်လိုအပ်တယ်လို့ဟလာအရာပါတွေတတ်တဲ့နေရာမှာတားမယ်ဝါရှောက်ပါတွေတတ်တဲ့နေရာမှာတားမယ်နောက်တစ်ခါအစင်းတက်တယ်မရှိလည်းပဲ pipeline ရှည်အောင်ဆိုရင်တော့ လေကိုအထိုက်လျောက်ထုတ်ပြရမယ်အဲ့ချိန်မှာလည်းပဲကျွန်တော်အရာပါတက်ပြီးကိုလုပ်မယ်ဒါမျိုးလေးတွေကျွန်တော်ထည့်ပြီးစဉ်းစားရပါမယ်